စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြည်စည်းတွေကိုစောက်တန်ဝိုင်းရဆိုပြည်ရက်ကဖန်စီသိမ်းစီလိုက်ပြီးပြည်သူ့အကြိုပြုလုပ်ငန်းတွေမှာပြန်အသုံးပြုသွားမယ်လို့သိရပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောထီးတွေအတွက်ရည်ရွယ်သေးဆောင်လာတဲ့ဗီလက်မြင့်နယ်စားစီတွေကိုဇွန်လ23ရက်နေ့မှာစောက်တန်းဝိုင်းရဆို PDF ကသိမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီသိမ်းဆီးရမိခဲ့တဲ့ပစ္စည်းတွေကိုပြည်သူ့အကြိုပြုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမယ်လို့စောက်တန်းဝန်ရဲဆို PDF တာဝန်ခံက CJ platform ကို ပြောပါတယ်။ပခောက်ကူရေစကြိုလမ်းမိုင်းပေါ်မှာပခောက်ကူကနေရေစကြိုဘက်ကိုမောင်းနှင်လာတဲ့စံချောင်းကျေးရွာပြူစော်တီကောင်းဆောင်ကိုလင်းထင်ရဲ့ပြည်လက်မြေနဲ့တန်ချောင်းတွေတင်ဆောင်လာတဲ့ကားနဲ့ရေစကြိုစူပေါင်းယုံရှိစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအတွက်စောင်းစီတင်ဆောင်လာတဲ့ကားတို့ကိုတားဆီးစစ်ဆေးခဲ့ပြီးတင်စီခဲ့ခြင်းဖြစ်ပါတယ်။တင်စီရမိတဲ့ပစ္စည်းတွေဟာပြည်လက်မြေအိတ်250 တန်းချောင်းမျိုးစုံ80သုံးမကွိုင်းပိတ်တာ80ဆဲဘေးကားတစ်စီးနဲ့စားစီပုံတရာတို့ဖြစ်ကြောင်းသိရပါတယ်ဘေးလက်မြေတဲဆောင်လာတဲ့ကားပေါ်မှာပါလာသူတွေကို ပြန်လွတ်ပေးခဲ့ပြီးစီတင်လာတဲ့ကားဟာလိုင်ငါဖြစ်တာကြောင့်သိသိခဲ့ခြင်းမရှိဘူးလို့သိရပါတယ်ဆောက်တန်းဝန်ရဲဆို PDF တာဝန်ခံကိုအောင်မောင်းကဘီလက်မြေကတော့ပြည်သူအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့လန်တရာတွေမှာတုံးသွားမှာဖြစ်ပြီးစီရီကတော့စီပေးရှောင်းပြည်သူတွေတဝက်နဲ့ တဝက်ကိုတော့အဖွဲအတွက်ရမုံငွေအတွက်ရောင်းချသွားမယ်လို့ CJ platform ကိုပြောပါတယ်